မင်္ဂလာပါရှင်ကျော်ရင်မြင့်ဝိတ္ထုတို့များဆိုတဲ့စာအုပ်ထဲကကံစမ်းဗဟေတိဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ပြပါရစေရှင်ဆရာကိုဖေဝင်းနဲ့သူ့ကိုကျွန်တော်တွေ့ကျင်တယ်အယူအမူကိုတွေ့ကျင်နေတာသူနတ်ပြည်မှာရှိရှိငရဲပြည်ကိုရောက်နေနေမဖြစ်မနေကျွန်တော်လိုက်တွေ့ရမယ်သူ့ကိုပေးရမယ်စာတစောင်းကျွန်တော်မှရှိနေတယ် တပိတ်ချင်းတပိတ်ချင်းကျွန်တော်နဲ့မျက်မှန်းတမ်းမီယုံသားရှိတဲ့အမျိုးသမီးတစ်ယောက်ကလှမ်းအော်တယ်ဒါကျွန်တော်ကိုခေါ်တာတိုင်းဦးစီးရုံမှာအစင်းဝေးလောက်တဲ့နေမှုမြို့နယ်ပေါင်းစုံကလာကြတဲ့လူတွေအများကြီးပဲကျွန်တော်တို့တယောက်နဲ့တယောက်လူချင်းခေါ်စရာပြောစရာရှိရင်တိတ်မရင်နေတဲ့လူမှုနာမည်ကိုလည်းတိတိကျကျမသိတဲ့အခါဒီလိုပဲမြို့နယ်အမည်နဲ့ပဲခေါ်ကြပြောကြတဲ့ထုံးစံရှိတယ် ကျွန်တော်ကတပိတ်ချင်းမြို့နယ်ကလာတာကျွန်တော်ကိုခေါ်တဲ့အမျိုးသမီးနဲ့အတူ ကျွန်တော်လုံးဝမသိတဲ့တခြားအမျိုးသမီးတယောက်ကရှိနေတယ်ကျွန်တော်မသိတဲ့အမျိုးသမီးကဆရာတပိတ်ချင်းဟာလာမေးတယ်သိရသားနဲ့မေးတာအတီးပြုတ်ပြီးမေးတာလဲဖြစ်ချင်းဖြစ်မှာပေါ့လေကျွန်တော်ခေါင်းဆက်ပြလိုက်တယ်တပိတ်ချင်းကိုစာတစောင်းလူကြုံပါလိုက်ချင်လို့ပါကျွန်မလဲ တဆင်ပေးလိုက်တာကိုယူလာတာပါတဲ့စာကိုကျွန်တော်လှမ်းယူလိုက်တယ်ရွာတရွာကမူလာလန်းပြဆရာတယောက်ကိုလိမ့်စာတက်ထားတယ်မခဲရင်မဘူးမြို့နယ်ပညာရေးမှုရုံးကိုသွားပေးလိုက်ရင်ရတာပဲစာကိုကျွန်တော်ရဲ့ရုံးဒိုင်ယိုရီစာအုပ်ကြားထဲညှက်ထားလိုက်တယ်စာအုပ်ကြားထဲမှာဟိုဟာဒီဟာညှက်တာကိုကျွန်တော်ဝါသနာပါတယ်ကျောင်းသားဘဝတော့ကဘိုင်းပြက်လို့စာအုပ်တွေကြားထဲရှောက်လှမ်းရင် ညှက်ထားပြီးမေ့နေတဲ့ငွေဆက်ကူတရွတ်မဟုတ်တရွတ်ကိုတွေ့တာပဲ။ကောင်းတဲ့အကျင်တော်မဟုတ်ပါဘူး။တခါက1984ခုဒံယာရီအဟောင်းကိုပြန်လှန်တာတရားရန်တစ်ချက်ညှက်ထားတာတွေ့ပြီးလူကိုဆွေးသွားတာပဲ။ကြည်လေဘလောက်နမောနမဲနိုင်ခဲ့တယ်လဲ။အဲ့ဒီတုန်းကသာငွေဆက်ကူကို အခုလိုလက်လွတ်စပယ်ညှက်မထားခဲ့ရင်ဒီဆက်ကူကိုငွေတွေလဲပေးတော့ငါတုံးဖြစ်တာပေါ့။ ဒီအချင်းကဖြောက်မရပါဘူး။ပြေစာ၊ဓက်ပုံ၊စေးစာရွက်၊ရုံးကအမစာ၊ခရီးသွားလာခွင့်လက်မှတ်၊စီစီရေးကပြား၊ဂါရာတွေကူးထားတဲ့စာရွက်၊ငွေဆက်ကူ၊ပေါက်180ကိုကျွန်တော်အစာအုပ်ကြားတွေထဲမှာညှက်ထားစေ။အခုလဲအိစာတရားအယူလွယ်အိတ်ဒိုင်ယာရီစာအုပ်ကြားတွေကိုအကျင့်ပါနေတဲ့အတိုင်းညှက်ထားလိုက်တာပါပဲ။ကိုကိစ္စလည်းမဟုတ် ရုံးကိစ္စလည်းမဟုတ်တော့ခပ်ပေါ်ပေါ်ပဲဒီစာကိုကျွန်တော်မေ့သွားတယ်ကျွန်တော်တို့ရုံးကကိုကျော်စိုးဝင်းရဲ့နှမဆရာမဒေါ်ဖြူဖြူဝင်းဆိုတာမင်္ဂလာဆောင်တယ်အဲ့ဒီမင်္ဂလာဆောင်ကိုရောက်မှဆရာဆရာမတွေကိုမြင်ပြီးဟိုတခါလူကြုံပေးလိုက်တဲ့စာကိုတတိယရုံးတလားလောက်တောင်ကျွန်တော်ဒိုင်ယာရီအကြမ်းမှာကြာသွားပါပေါ့လားမင်္ဂလာဆောင်ကိုလာတာဆိုတော့ဒိုင်ယာရီကပါမလာဘူးစာကပါမလာဘူး ရုံးကိုပြန်ရောက်ရင်ရောက်ချင်းပဲ။ဒိုင်ယာရီကိုပဲအမေးပြန်ခေါင်းပြန်အကြိမ်ကြိမ်လှန်ပြီးစာကိုရှာတယ်။မတွေ့။လိပ်စာရှင်ဆရာရဲ့အမိနဲ့ရွာကိုစဉ်းစားကြည့်တယ်။ခေါင်းထဲမှာဘလို့မှပေါမလာတော့ဘူး။ကျောင်းဆရာအချင်းချင်းဆိုတော့မင်္ဂလာဆောင်ကိုတော့လာမှာပါပဲ။ပေးလိုက်နိုင်ရင်ဘလောက်အဆင်တင်လိုက်မလဲ။စိတ်ထဲမှာမချင်မရဲဖြစ်နေတယ်။တိတ်အရေးကြီးတာမဟုတ်လို့ လူကြုံပေးလိုက်တာနေမှာပါလေ။ตาเจ้ามาเจ้าလောက်ရေးချမှာပါ။စိတ်ချမ်းသာအောင်တွေးယူလိုက်တော့မှ နေသာထိုင်သာရှိသွားတယ်။နေသာထိုင်သာရှိသွားပြန်တော့စာ ਉਹ လဲမေ့သွားပြန်ရော။ဓမင်းမာစာတွေ့မဲ့တွေ့တော့ကျွန်တော်လက်ထဲကိုရောက်တာတလားလောက်ကြာမှပြန်တွေ့တယ်။ဒဏ်ရာတွေကြားရရပဲပြန်ထွက်လာတာပါ။ရက်တွေကဒီလောက်တောင်ကြာသွားပြီဆိုတော့စာအာနိသင်လဲပြေရောပေါ့။ စာထဲပါတဲ့အကြောင်းအရာလဲပြီးစီးသွားလောက်ပါပြီလို့အောက်မေ့လိုက်တယ်။စာအိတ်ပေါ်မှာလိပ်စာကဆရာကိုဖေဝင်းမူလာရန်ပြမကြီးကုန်းရွာတဲ့။ဒီလောက်ကြာပြီဆိုမှတော့စာကိုဖွင့်ဖက်လဲရမ်းရမကြလောက်တော့ပါဘူး။အရေးကြီးတဲ့ကိစ္စမို့လူသေးလဲဆရာကိုဖေဝင်းဆိုတဲ့လူစီပို့ပေးရတာပေါ့လေဆိုပြီးစာအိတ်ကိုဖောက်လိုက်တယ်။ကျောင်းသုံးဗလားစာရွက်ကလေးနှစ်ရွက်ထွက်လာတယ်။ စာရွက်ကညိုညင့်ညင့်အကွက်လေးတွေစွန်းနေတယ်။မိုးရေစွန်းပြီး600ရာတွေထင်ပါရဲ့။ညက်ရေခွက်တွေတော့မဟုတ်တော့ပါဘူး။ပဲပင်ပေါက်ကောက်ကောက်ကွေးကွေးလက်ရေးလေးတွေကိုဖတ်ကြည့်မိတယ်။တို့အကိုညီလေးတို့တတိယစွာနဲ့စာရေးလိုက်ပါတယ်။ညီလေးတို့စီ အကိုစာမရေးတာတောင်အတော်ကြာသွားပြီနော်။ညီလေးတို့ဥပိ္ပခါပြုတ်လိုက်ပြီလား။တတိမာရသေးရဲ့လားအကို ညီလေးတို့ကိုမေ့ထားတာဆိုရင်တော့တတိမဖော်ချင်ပါဘူး။စာမရင်းရင်မဖြစ်တော့လို့ပါ။ကိုအင်းနဲ့ကျွန်တော်ပေါင်းမှတလကိုငွေ300လောက်သားဝင်တာအကိုသိပါတယ်။ဒီငွေနဲ့ကျွန်တော်ရဲ့အမေရဲ့ကိုအေးရဲ့ဥညိုထွန်းရဲ့၄ယောက်ဖြစ်အောင်စားနေကြပါတယ်။အကျွေးတော်တင်တာပေါ့အကိုရ။ကျွေးရှင်တွေကစူပူငောင်းငန်းတာတွေအထင်သေးတာတွေကိုညီလေးတို့ကခံနိုင်ပါတယ်။အရင်ကအကို့ကို ညီလေးနိုင်ပူစာခဲ့ဘူးတယ်နော်ညီလေးကိုနိုင်ဝမပေးလဲနေပါနိုင်မရှိလဲမိသက်တန်ချောင်းနဲ့အလုတ်သွားလို့ဖြစ်ပါတယ်ညီလေးဆန္နာကိုအကိုမေ့ပြလိုက်ပါတော့အခုစာရေးရတာကအမေမမဟုအကိုဦးလေးညိုထွန်းကတော့ပေမာပဲထင်တယ်တဲ့ဒါပေမဲ့ညီလေးနဲ့ကိုအေးကတော့အမေကိုစေးကုချင်တယ်ဒါကြောင့်ညီလေးတို့ကိုငွေ100လောက်ချီးပါညီလေးတကယ်ပြန်ဆက်ပါမယ်ဂရိပေးပါတယ် အမေကလည်းအကိုကိုခဏခဏမေးနေတဲ့အကိုဝင်မပါခြင်းနေပါစေ ခွင့်ယူပြီးအမြန်ပြန်လာခဲ့ပါ အမေကတော်တော်မမာနေတာအကိုမလာအားသေးဘူးဆိုရင်တော့ငွေနေရာကိုဆက်ဆက်ပို့ပေးပါကျွန်တော်တို့မှာအကိုကလွယ်ပြီးတခြားအားကိုးစရာမရှိတော့လို့ဒီစာရေးလိုက်ရတာကိုခွင့်လွတ်ပါငွေနေရာကိုပြန်ဆက်ပါမယ်ကျွေးလဲဆက်မပြစ်ပါဘူးအမေကိုဈေးကူမှာပါစိတ်ချပါအကိုတော်သေးပြီ ကျမ်းမာပါစေကျမ်းမာပါ၏ညီလေးမောင်ထွန်းလူ တဟတ်တော်ရွာစာလဲဆုံးရောကျွန်တော်လဲမြို့နယ်ပညာရေးမှုယုံကိုဒုံဆိုင်ပြရတော့တာပဲကံအားညော်စွာပါပဲမြို့နယ်ပညာရေးမှုကြီးနဲ့အစင်နဲ့တွေ့ရပါတယ်ဆရာကြီးကသူ့လက်အောက်မှာဥဖေဝင်းဆိုတဲ့ဆရာမရှိဘူးမကြီးကုံเจ้าမှာလဲအမြင့်ချင်းစင်တူရာတောင်မရှိဘူးတဲ့เจ้าဆရာကြီးနဲ့ရော ရုံးငင်းနဲ့ရောက်နေတဲ့ဆရာဆရာမတွေကပါဝိုင်းစဉ်းစားပေးကြပေမဲ့ကိုဖေဝင်းကိုရှာမရပါအခုမှပဲဒုက္ခလှလှရောက်တော့တာပါပဲစာလဲကိုယူလာခဲ့တဲ့စာဆိုတော့ကာယကံရှင်လက်ထဲရောက်မသွားသေးသမျှတအုံနှွေးနှွေးနေဒီကြားထဲအမေကလည်းအကို့ကိုခဏခဏမေးနေတဲ့အကိုငွေမပါရင်နေပါစေခွင့်ယူပြီးအမြန်ပြန်လာခဲ့ပါ အမေကတော်တော်မမနေတာဆိုတဲ့စာပိုက်ကကျွန်တော်နှလုံးသားထဲမှာညောင်ကလေးလိုစူးဝင်နေတယ်။မျက်တက်တက်နဲ့နားတယ်။အခုလောက်ဆိုရင်သင်များသေးချပြီလား။ဒီစာဟုတ်တာရလို့ငွေနေရာကိုပို့ပေးနိုင်ရင်သေချင်မှသေမှာ။ဟဲဘသူကသေလို့လဲဖွားဟဲလွဲပါစေဖဲပါစေ။ငါနဲ့နမိတ်မရှိနမမရှိအတွေးခေါင်းနေတယ်။သူ့အမေကသူ့သားကိုတွေ့ချင်နေရှာမှာပဲ။တချို့လူတွေဟာသေချင်တန်ရင်နဲ့ တွေ့ကျင်တဲ့လူကိုမျောရင်အသက်မထွက်နိုင်သေးပဲတဆက်ငင်ငင်ဖြစ်နေတတ်တယ်။မျောနေတဲ့လူလဲရောက်ရော မဟုတ်တဲ့အတွေ့တွေကဘာကြောင့်ဝင်လာနေရတာလဲ။ဝင်မပါခြင်းနေပါစေခွင့်ယူပြီးအမြန်ပြန်လာခဲ့ပါ။အကူဆိုတော့အားကိုးရှာကြတယ်ထင်ပါရဲ့။တိုင်ပင်ရအောင် မျောကြရှာမှာပဲ။ဝင်တရားပေးရမှာကြောက်လို့မလာပဲနေနေတာလို့များထင်သွားကြရင် သူတို့ညီကိုအချင်းချင်းမြေတာပြတ်ကြရကြည်ရဲ့ကျွန်တော်ကိုအတွေးတွေကဖိစီးနေပါပြီ မောင်ထွန်းလူတဟတ်တော်ရွာဆိုတော့လေအခက်သားလားဘယ်မျိုးနေရလဲမြမကြီးထဲမှာတဟတ်တော်ရွာတွေအများကြီးရှိနေမှာသိကြတယ်လိမ့်စားသာသိကြရင်တော့ငွေမရကိုကျွန်တော်ကပဲစိုက်ပြီးချိလိုက်ချင်ပါရဲ့စုံးညင်လဲစုံးပါစီတော့မနေနိုင်မထိုင်နိုင်ရှိလာတာနဲ့ဇလန်းအဆဖြစ်တဲ့တိုင်ယုံမှာကျွန်တော် တပိတ်ချင်းတပိတ်ချင်းလို့လှမ်းခေါ်တဲ့အမျိုးသမီးနဲ့တွေ့တွေ့တယ်။တလကျော်လောက်ကကျွန်တော်ကိုစာချုပ်ပေးလိုက်တဲ့အမျိုးသမီးဟာဘယ်မျိုးနယ်ကလဲလို့စုံစမ်းနေ။ဘယ်မျက်မိတော့မလဲရှင်နဲ့တိကျလိုက်တဲ့အဖြစ်။ဒိုင်ယာရီကိုဖွင့်လိုက်တိုင်းဆရာကိုဖေဝင်းဆိုတဲ့စာကိုတွေ့တွေ့နေရတယ်။တွေ့တိုင်းလဲလက်ပြမတန်ဘူး။လူလူချင်းစာနာစိတ်မရှိဘူး။မကူညီခြင်းဘူး။ ုံမှာဒုက္ခတွေဘလောက်ပင်လဲဝေးနေပြီထင်တယ်လေအလကားကအဲ့ဒီလူပေါ်ဆိုတဲ့ဆွဆွဲချက်တွေကနှလုံးသားကိုလာပြီးထိုးနှံနေကြတယ်ဒါကြောင့်စာအိတ်ကိုဒဏ်ရာရီထဲကထုတ်ပြီးဇပွဲအန်စွဲထဲမှာရှိတဲ့စာရွက်တွေအားလုံးရဲ့အောက်မမြင်ကွယ်ရာကိုထိုးသွင်းထားလိုက်ပြီးအန်စွဲကိုတော့ခတ်လိုက်တယ်ဒါပေမဲ့ညီလေးတို့ဥပိ္ပခါပြုတ်လိုက်ပြီလားတတိမာရသေးရဲ့လားအကိုညီလေးတို့ကိုမေ့ထားတာဆိုရင် တနားစပွဲပြောနေဆိုနေတဲ့တွေကိုစပွဲအန်ဆွဲတွေကကြားကြားနေရပြန်တော့ကျွန်တော်အလောက်ကိုဖြောင်းဖြောင်းမလုပ်နိုင်ပြန်ဘူးကျွန်တော်ယူတော့မယ်ထင်တယ်မန္တလေးတိုင်းမှာမြို့နယ်ပေါင်း29မြို့နယ်ရှိပါတယ်မောင်ထွန်းလူရဲစားကိုမိထုကူးဆက်မှာငွေတော်တော်များများအကုန်ခံပြီး28ဆောင်းကူးယူလိုက်တယ်ပြီးတော့တို့ဆရာကိုဖေဝင်း မူလာတန်းပြ မကြီးကုန်းရွာဆိုတဲ့လိပ်စာတွေကိုစာအိတ်ပေါ်မှာရေးပြီးစာတွေထည့်ပေးလိုက်တယ်။တန်းယုံကိုစာတွေယူသွားပြီးတွေ့တဲ့မြို့နယ်ကိုကြောက်ပြောင်းကြောက်ပြောင်းတာစီတာစီမလိုင်းမလိုင်းလှန့်လန့်ခေါ်ပြီးစာတစ်စောင်လူကြုံပားလိုက်ခြင်းလိုပါဆိုပြီးစာအိတ်တအိတ်ထိုးပေးလိုက်တယ်။မန္တလေးမြို့ပေါ်ယုံကလူတွေကတော့မကြီးကုန်းရွာဆိုတာကိုကြည့်ပြီးနှာခေါင်းရှုံသွားကြတယ်။မြို့ပေါ်မှာ မကြီးကုန်းရွာဆိုတာမရှိနိုင်ပေဘူးပေါ့ဒါပေမဲ့ဆရာကိုဖေးဝင်းဆိုတာကရှိနိုင်သေးတာမို့ကျွန်တော်ကတော့စာတစောင်းကိုဇွတ်ထိုးပေးလိုက်ပါတယ်ဒီလောက်တောင်စာရီဖြန့်ပေးလိုက်ရင်တော့တနေရာရာမှာဆရာကိုဖေးဝင်းလက်ထဲကိုရောက်တန်ကောင်းပါရဲ့တနေ့တော့ကျွန်တော်ကိုလူတယောက်ကတပိတ်ချင်းတပိတ်ချင်းလို့နှံ့ခေါ်ပါတယ်ကျွန်တော်နဲ့မျက်မှန်းတမ်းမိယုံလူတယောက်ပါသူက ကျွန်တော်ကိုစားအိတ်တဲ့အိထိုးပေးတယ်။တို့ဆရာကိုဖေဝင်းဘူလာတန်းပြ မကြီးကုန်းရွာလိပ်စာကိုဖက်ကြည့်ပြီးစားအိတ်ကိုတတိလက်လွတ်ချလိုက်မိတယ်။မဟေသည်အမှတ်80ဂျွန်1991နာစင်အပိခဲ့ကြတဲ့စာပေချစ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ ကျမကတော့ Vice Talent အေးစုမမရှင်